မင်္ဂလာပါခင်ဗျာမာလာမဲလဒီအမည်ရှိအမျိုးသမီးတဦးသည်သူမအားအချင်းပြက်ရဲရာရှိအချို့ကဝင်းညင်ရင်ပြတ်မှတ်ထားနေသည်ကိုသတိမထားမိပဲသူမ၏ဆိုင်ကယ်ကိုတည်ငြိမ်စွာမောင်းနှင်နေခဲ့သည် ထိုရဲများကသူမသည်အခြားသူများကဲ့သို့ဖိအားပေးပြီးဝင်းညင်နိုင်သောတာမန်ဆိုင်ကယ်သမားတဦးသာဟု ထင်မှတ်ခဲ့ကြသည်သို့သောမာလာသည်တာမန်အမျိုးသမီးတဦးမဟုတ်ကြောင်းသူတို့မသိခဲ့ကြပါထိုနေ့နေ့လယ်ခင်းတွင် နေမင်းကြီးသည် ကောင်းကင်အလဲတဲတဲ၌တောက်ပနေပြီးမြန်မာနိုင်ငံအလဲပိုင်းရှိ မန္တလေးလာရှိုလမ်းမကြီးပေါ်တွင် ကတ္တရာလမ်းမပေါ်မှအပူလိုင်းများတငိမ့်ငိမ့်တက်နေသည်မာလာသည် သူမ၏ဆိုင်ကယ်ကိုမောင်းနှင်လာခဲ့သည်တက်ရက်သောအနက်ရောင်ဥထုပ်ကိုစောင်းထားပြီးဂျင်းပေါင်းပြီးနှင့်တားရည်ကြခင်ကသူမကိုပူပြင်းသည့်နေရောင်မှကာကွယ်ပေးထားသည်တခါတရံတွင် သူမသည် ပူပြင်းသောလေထုကြောင့်နဖူးပေါ်မှချွေးများကိုတုတ်ရန်ဥထုပ်၏မှန်အကာကိုမြောက်တင်လိုက်သည် သူမသည်လမ်းစည်းကမ်းများကိုလိုက်နာလျက်ဆိုင်ကယ်ကိုအေးဆေးတည်ငြိမ်စွာ မောင်းနေနေခဲ့သည်မြည်သည့်အရာမှထူးဆန်းနေသည်ဟု မထင်မှတ်ခဲ့ပါသို့သော ရုတ်တရက်အဝေးတနေရာမှရဲအချို့လမ်းလေတွင် မတက်ရက်ကဖြတ်သွားဖြက်လာရင်အားလုံးကို တားဆီးနေသည်ကို တွေ့လိုက်ရသည်မာလာသည် သူမ၏အဆိုင်ကအရှိန်ကိုရှော့ချလိုက်သည်လမ်းစစ်စေးရေးလုံနေမှန်းသူမသိသည်ရဲရရှိတဦးသည်ရှေ့တွင်ရဲ၍လက်ဝေးရန်ကရက် ဆိုင်ကယ်ကိုလမ်းပေးချဟုအမိန်ပေးသည် သူမသည် ထိုအမိန်ကိုလိုက်နာ၍သူမ၏ယင်ကိုလမ်းပေးသို့ကဲ့ရက်လိုက်သည်မာလာသည်အုတ်ထုတ်ကိုချွတ်လိုက်ပြီးသူမ၏စပင်ရှည်များကိုနောက်သို့ပြစ်တင်လိုက်သည် သူမ၏မျက်နာတွင်အေးဆေးတည်ငြိမ်မှုအပြည့်ဖြင့်မိကွန်များကို ဖြေဆိုရန်အသည့်နေထားဖြင့်ရှိနေသည်တစုံတရာထူးဆန်းနေသည်ဟု သူမခံစားလိုက်ရသည် ခန္ဓာကိုယ်ထွားကြိုင်းသောရဲရာရှိတဦးသည် သူမထံချင်းကပ်လာသည် မျက်နာက တင်းမာ၍မျက်နာအမူအရာကပြည့်ပြည့်မှုမရှိပေသို့သောတန်လျာဖြစ်ပွေရာ ကောင်းနေသည်မင်္ဂလာပါအမကားလိုင်စင်နှင့် အခြားစာရွက်စာရန်တွေကြည့်လို့ရမလားမာလာသည်နှုတ်ခမ်းပါလေးကိုလှစ်ခနဲ့ပြုံးလိုက်ပြီးသူမ၏အိတ်ကို ဖွင့်ကပတ်စံအိတ်မှတေတေတသက်စီထားသောရင်မောင်းလိုင်စင်နှင့်ရင်မပုံတင် ကပြားတို့ကိုထုတ်ပေးလိုက်သည် ထိုရဲအရာရှိက သူမ၏စာရွက်စာရန်များကိုယူ၍ခဏတာစိုက်ကြည့်လိုက် ပြီးနောက်နောက်တွင်ရက်နေသောလုပ်ဖို့ကင်ဘက်ကိုကြည်လိုက်သည်အမရေတက်တနာတစ်ခုရှိနေပုံရတယ်ခနာလောက်လိုက်ခဲ့ပေးပါဦးမာလာမျက်မှောင်ကျုပ်လိုက်သည်ဘာများလဲရှင်ကျမရဲ့စာရွက်စာတန်းတွေအားလုံးပြည့်စုံနေလို့ယုံကြည်ပါတယ်ထိုရဲရာရှိက ပြုံးလိုက်တော့လဲသူဤအပြုံးနောက်ွယ်တွင်ထူဆန်းသည့်အရာတစ်ခုရှိနေသည်ဟု ခံစားရသည် သူကလမ်းဘေးရှိတဲငယ်လေးတစ်ခုကိုညွှန်ပြလိုက်သည်ထိုနေရာတွင် အခြားရဲရာရှိအချို့စုဝေးနေကြသည် မာလာဤစိတ်ထဲတွင်တည်ထားเสียရများဖြစ်ပေါ်လာခဲ့သည် သူမသည်ပဝင်းကျင်ကိုကြည့်လိုက်ရာအခြားရင်မောင်းများမှလည်းငိန်သက်စွာရက်တက်နေသည်ကို တွေ့ရသည် သူမသည် နောက်ပါတွင်ဖြစ်လာနိုင်လဲဆိုတာကို စတင်ခံမှန်းတွေ့တော်မိသည်ထိုတဲထဲတွင် အခြားရဲ့အရာရှိတဦးကရွေးဆောင်ဆောင်နေတဲ့ဖြင့်အမရီဒီကိုခဏလာခဲ့ဟုပြောသည် ထို့နောက်မျက်နာသေးဖြင့်ဒါကစစ်စေးရေးပဲရိုးရိုးရှင်းရှင်းပဲဟုပြောသည် မာလာသည်ရဲရရှိ၏စကားပြောဆိုကိုအကဲခတ်နေသည်သူ၏စကားတန်သည် ပုံမှန်မဟုတ်ဘဲနည်းနည်းမှကြောနေသည်ရဲရရှိကသူ၏မှတ်စုစာအုပ်ကိုဖွင့်၍မြည်သည့်အရာမှမရှိဘဲရှိနေဟန်ဆောင်ကားဖက်လိုက်သည် အမရဲ့အုတ်ထုပ်ကစံနှုန်းနဲ့မကိုက်ညီဘူးဟုသူပြောလိုက်သည် မာလာကသူမ၏အုတ်ထုပ်ကိုကြည့်လိုက်သည်ရင်းသည်မြန်မာနိုင်ငံစံနှုန်းတတ်မှတ်ချက် mens အမှတ် အသားပါသောအုတ်ထုပ်ဖြစ်သည် သူမသည်နှက်ခမ်းကိုလှစ်ခမ်းနေပြုံးလိုက်သည်နောက်ပြီးအမရဲ့မိကြီးကမလင်းဘူးဟုရဲရာရှိကဆက်ပြောသည် မာလာကားမောင်းကလေးကသူမ၏ဆိုင်ကယ်မီးများအလိုလျောက်လင်းနေသည်ကို သူမကောင်းစွာသိသည်တတိယတစ်ခုအနေနဲ့ရဲရာရှိကတပြင်းချလိုက်ပြီးသူမကို စာနာမှုပြဟန်ဖြင့်ကြည်လိုက်သည် အမခုနာက ရတုံးကလမ်းစည်းကမ်းကိုချိုးဖောက်ခဲ့တယ် မာလာသည်မယုံနိုင်ဟန်ဖြင့်ခပ်ပါးပါးရေလိုက်သည်ဆရာရှင့်ခု သူမကစတင်ပြောလိုက်ရာသူမ၏အတန်မှာပြောင်းလဲလာပြီဖြစ်သည်ကျမရဲ့အုတ်ထုတ်ကနန်းဆန်နှုံးနဲ့ကိုက်ညီပါတယ်။ကျမရဲ့ဆိုင်ကယ်မီးကအလိုလျောက်လင်းနေပါတယ်။ပြီးတော့ခုနကကျမရက်တုံးကလည်းမြင်းသားထားတဲ့နောက်မှာအတိအကျရက်ခဲ့ပါတယ်။သူမရှိမှရဲရာရှိကဆက်ပြုံးနေတော့လဲထိုပြုံးသည်။တာမန်ပြုံးမဟုတ်ခဲ့ထိုပြုံးနောက်ွယ်တွင်တစုံတရာ ဖုံးကွယ်ထားသည်ဟုခံစားရသည်။ ျမကစီကံလိုက်နာတဲ့ပြည်သူတယောက်ပါဆရာတို့ပြောတဲ့စီကံဖောက်ဖျက်မှုတစ်ခုမှမရှိပါဘူးရဲရရှိဤမျက်လုံးများသည်ရန်လိုသော မိုက်မဲသောအပြုံးများဖြင့်သူမကိုစိုက်ကြည့်နေသည် ထို့နောက် သူဤမျက်လုံးများသည်တဲတဲရှိအခြားရဲရရှိကိုကြည့်လိုက်ပြီးသူဤလက်ချောင်းများဖြင့်လက်ထိုးရန်တင်ဂေတပြလိုက်သည် သူမသည် ထိုရဲရရှိကိုဆူးရှစွာစိုက်ကြည့်လိုက်သည်ဒါဆိုဒါကရိုးရိုးစစ်စစ်ရေးမဟုတ်ဘူးပေါ့ ဒါကငွေညစ်တာပဲခဏတာတိတ်ဆိတ်သွားပြီးလေထုထဲတွင်တင်းမာမှုများဖုံးလွှမ်းသွားသည် မာလာသည်ဤအခြေအနေကို သိနေသည်ဤသို့သောလောရဲ့မျိုးကို သူမမြင်ဘူးသည်မှာဒါပထမဆုံးအကြိမ်မဟုတ်ပေသို့သောယခုတစ်ကြိမ်တွင်မူသူတို့သည်မှားယွင်းသောပြစ်မှတ်ကိုရွေးချယ်လိုက်ကြသည်သူမသည်အေးဆေးတည်ငြိမ်စွာလက်နှစ်ဖက်ကိုရင်ဘတ်တွင် ရှက်လိုက်ပြီးဒါဆိုကျမမပေးနိုင်ဘူးဆိုရင်ကောဆရာဟုပြောလိုက်သည် အစောပိုင်းကတိတ်ဆိတ်နေခဲ့သောအချာရဲရာရှိတဦးရုတ်တရက်ခေါင်းကြီးလိုက်ပြီးဒါဆိုလိုင်စင်သိမ့်မယ်ခုပြောလိုက်သည်သူဤစကားတန်သည်သူမအတွက်အစကတည်းကမပေးကျင်သောငွေကြေးကိုပေးရန်တွန်းအားပေးလိုက်သလိုဖြစ်ခဲ့သည် သူတို့သည်မာလာအားအမားတစ်ခုကိုလှုပ်လိုက်ကြောင်းမသိခဲ့ကြ မာလာဤတီးခံမှုအစွန်းဆုံးအထိရောက်နေပြီဖြစ်တော်လဲသူမကိုသူမထိန်းချုပ်ထားနိုင်သေးသည်သို့တော်သူတို့တည်သည်ဖြစ်စေမတည်သည်ဖြစ်စေ သူတို့သည်အိပ်ပျော်နေသောကြားတကောင်ကိုနှိုးလိုက်ကြပြီးတဲရဲတွင် လေတုကပို၍လေးလံလာသည် မာလာဤရှိတွင်ရဲရာရှိသုံးဦးသည်ခန္ဓာကိုယ်များကပေါ်ပါနေသည် သူတို့သည်ဤသို့သောလောရဲ့မျိုးကိုလှုပ်ဆောင်နေကြဖြစ်၍သူတို့အတွက်ဒါဟာနောက်ထပ်ငွေညှိရန်တားကောင်တဦးသာဖြစ်သည်သောသော သူတို့မသိသည်မှာသူတို့သည်မှားယွင်းသောသူတဦးကို ရင်ဆိုင်နေရခြင်းဖြစ်သည်ခန္ဓာကိုယ်ထွားကြ အိုင်းသောရဲရာရှိတဦးက သူ၏လုပ်ပေါ်ကင်ဘက်ကိုကြည့်လိုက်ပြီးခချောင်းချောင်းချောင်းဆိုးလိုက်သည်ဒီလိုပါအမဟုသူက စကားဆလိုက်ပြီးသူ၏အတန်ကိုတက်နိုင်သမျှနူးညံ့အောင်ပြောလိုက်သည်ဈေးရဲတွင်ကုန်ပစ္စည်းဈေးညှိနေသောသူတဦးကဲ့သို့ဖြစ်နေသည်ကျွန်တော်တို့လည်းလူသားတွေပါ စားဖို့တောက်ဖို့နဲ့ကုန်ကြဈေးတွေလိုအပ်ပါတယ်ဒါကြောင့်ဒီကိစ္စကို အကြကြီးမထားပဲအမနည်းနည်းတော့ကူညီပေးနိုင်ရင်ကောင်းတာပေါ့မာလာသည်ဆက်လက်တိတ်ဆိတ်နေစေဖြစ်သည်သူမ၏မျက်လုံးများက ်တင်းမာစွာဖြင့်အခြေအနေကိုဖတ်နေသည်အစောပိုင်းကစကားပြောခဲ့သောရဲရာရှိကသူမ၏ကိုယ်ကိုအနှဲငယ်ရှိသူကိုင်းလိုက်သည်သူ၏အတန်မှာယခုအခါပို၍နှင်းကြသွားသည်အမမပေးခြင်းဘူးဆိုရင်တော့ကျွန်တော်တို့တင်းရမှာပဲဒါပေမဲ့အမနည်းနည်းလောက်ပူပေါင်းဆောင်ရွက်မယ်ဆိုရင် သူက သူ၏အိတ်ကတ်ထဲမှငွေနှဲငယ်ကိုထုတ်ပြပြီးဖြင်းင်းစွာလှုပ်ရမ်းပြသည်ဒီမှာရှင်းလို့ရတယ်လွယ်တယ်မဟုတ်လား မာလာသည်မိတို့မြတုံ့ပြန်ခြင်းမရှိသေးပေသူမ၏အတွင်းထဲတွင်တစုံတရာထွက်ပေါ်လာပြီဖြစ်သည်ကိုသူမခံစားနေရသည်ကြောက်ရွံ့မှုမဟုတ်စိုးရိမ်ပူပန်မှုမဟုတ်ပဲဒေါသဖြစ်သည် သူမ၏အတန်သည်ဖြားယောင်းရမှဖိအားပေးမှုတို့အတင်းကျပ်ခိုင်းစေရမှချင်းချောက်မှုတို့ပြောင်းလဲသွားသည်မာလာသည်သူမ၏မိစေကိုမော၍သူတို့ကိုတဦးပြီးတဦးစိုက်ကြည့်လိုက်သည်ထိုအချိန်တွင် အခြားရေးရာရှိတဦးကမလုတ်တင်သည်ကိုလုံလိုက်သည် သူကမာလာဤဂျာကင်အင်းကြီးကိုရုတ်တရက်ဆွဲလိုက်သည် မာလာဤမျက်လုံးများသည်ရဲရာရှိဤမိုက်မဲသောလုံးရက်ကိုစိုက်ကြည့်လိုက်သည်တစက္ကန့်ဤအစိတ်ပိုင်းတစ်ခုအတွင်းမှာပင်သူမထိန်ချုပ်ထားသောတီးခတ်မှုအလုံးသူမထိန်ချုပ်ထားသောကိုကိုကိုထိန်ချုပ်မှုအလုံးပျက်စီးသွားသည် မာလာသည်ထိုစကန့်ကိုဖြင်းချင်းစွာကုံဆုံးသွားသည်ဟုခံစားလိုက်ရသည်သူမ၏အင်ဂျီကိုဆွဲကင်ထားသောကျန်းတန်းသည့်လက်စိတ်ကြီးဝင်နေသောရဲရာရှိများ၏မျက်လုံးများသူတို့၏လောင်ပြောင်သည့်အပြုံးများသူတို့သည်ညီသည့်အရာမှမတိခဲ့ကြနောက်ထပ်စကန့်အနည်းငယ်အတွင်းမှပင်အရာအလုံးအပြောင်းလဲကြီးပြောင်းလဲသွားမည်ကို သူတို့မတိခဲ့ကြသူမ၏အတွင်းထဲတွင်တစုံတရာသည်နောက်ဆုံးတွင်ပောက်ကွဲလာခဲ့သည်ယခုတစ်ချိန်တွင်သူမငြိမ်သက်စွာနေမည်မဟုတ်တော့ပေ မာလာသည်တိတ်ဆိတ်စွာနေသည်သူမ၏လက်များသည်စုပ်ကင်ထားပြီးသူမ၏ခန္ဓာကိုယ်သည်တင်းမာနေသည်သူမ၏မျက်စိရှိတွင်ရဲရာရှိသုံးဦးသည်လောင်ပြောင်သည့်အပြုံးများဖြင့်ရက်နေကြသည် သူတို့သည် မာလာကိုအခြားသူများကဲ့သို့လှည့်စား၍ကစားနိုင်သောသူတဦးဟုထင်မှတ်ခဲ့ကြသည်သို့သောသူတို့မားနေသည်ဖြင်းင်းစွာမာလာသည်သူမ၏မေးစေကိုမြှောက်လိုက်သည်သူမ၏မျက်လုံးများသည်ယခုအခါပြောင်းလဲသွားသည်ကြောက်ရွံ့သည့်မျက်လုံးများမဟုတ်တော့ရှုပ်ထွေးသည့်မျက်လုံးများမဟုတ်တော့ရဲရာရှိများအားတတိမထားမိပဲကြောချမ်းတော့အားစေမိအကြည့်ဖြစ်သည် မင်းတို့ရဲ့လက်တွေကိုလှုပ်လိုက်ဟုမာလာပြောလိုက်သည်။သူမ၏အတန်က တိုးတော်လဲဖီအားပြေဝပါရှိသည်။သူမ၏ကြာခင်ကိုဆွဲနေသောရဲရာရှိသည်။တိတ်ဆိတ်သွားသည်။သူ၏လက်သည်အင်းကြီးကိုစက်ကင်ထားဆဲဖြစ်သည်။ဘာလဲလှုပ်လိုက်ဟုမာလာကယခုအခါပို၍အေးဆက်စွာပြန်ပြောသည်။ထိုရဲရာရှိက သူ၏ရှာကိုတစ်ချက်ကလေးလှုပ်လိုက်ပြီးလက်ကိုကျန်းတန်းစွာလှုပ်လိုက်သည်။ဟွန်မောင်းမာလိုက်တာမာလာသည်သူမ၏ပခုံးကိုဖြောင့်တန်းလိုက်ပြီး ူတို့ကိုတဦးပြီးတဦးစူးရှစွာကြည်လိုက်သည်မင်းတို့ကငါအုပ်ထုပ်ကစံနှုန်းမကိုက်ညီဘူးလို့ပြောတယ်မဟုတ်လားဟုသူမက မေးလိုက်ရာသူမ၏အတန်သည် အစောပိုင်းကထက်ပို၍တည်ငိမ့်နေသည်စီကန်းကိုပြပါမြေသူမမဖြေမင်းတို့ကငါဆိုင်ကယ်မီးကမလင်းဘူးလို့ဆက်ပြောတယ်ဟုသူမကပို၍ပြက်သားသောအတန်ဖြင့်ပြောလိုက်သည်ဒီမှာမရက်ခင်ကလေးကငါဆိုင်ကယ်ရဲ့အရေးကအလင်းရောင်ကိုပုံရိပ်ထင်နေတာကိုငါကိုယ်တိုင်မြင်ခဲ့တယ်မင်းတို့ရဲ့ဆွဆွဲချက်တွေကိုပြန်ပြောကြည့်ရဲရရှိတဦးကစကားပြောရင်ကြိုးစားတော်လဲမာလာကစကားမဆုံးသေးပေမင်းတို့ကငါလမ်းစီကန်းချ ဘူဖောက်တယ်လို့ပြောတယ်တကယ်တော့ငါမင်းတို့ကိုယ်တိုင်ဖန်တီးထားတဲ့မြင်းနောက်မှာအတိအကျရက်ခဲ့တယ်သူမရဲ့မျက်လုံးများကအိုရွေးဆူးရှလာသည်မင်းတို့ကအကြောင်းပြချက်တွေဖန်တီးတယ်မင်းတို့ကစီကန်းတွေကိုကင်လှဲ့တယ်ပြီးတော့လူတွေကိုငွေပေးခိုင်းပြီးအဖမ်းမခံရအောင်လုပ်တယ်မာလာသည်တပြင်းချလိုက်ပြီးသူမရဲ့လက်နှစ်ဖက်ကို ရင်ဘတ်တွင် ရှက်လိုက်သည်ဒါကစစ်စေးရေးမဟုတ်ဘူးဒါကဓပြတိုက်တာပဲညီသူမစကားမပြောဘဲစကန့်အနည်းငယ်ကြာမြင့်သွားသည် မာလာသည်နေဒုတဲမှတင်းမာမှုကို ခံစားမိသည်ပို၍အကြီးတန်းရဲရာရှိတဦးကသူ၏ပခုံးကိုလှုပ်ရှားလိုက်ပြီးအေးစေးတည်ငြိမ်ဟန်ဆောင်ရန်ကြိုးစားသည် အမဘာပြောချင်ပြောပါဟု သူက ပြင်းရည်သောလေတံဖြင့်ပြောလိုက်သည်မပေးချင်တော့တိမ့်ယုံမဲရုတ်တရက်မာလာသည် သူမ၏အိတ်ကက်ထဲမှတစုံတရာကိုထုတ်ယူ၍စပွဲပေါ်တင်လိုက်သည်ယင်းသည် ရဲရရှိ၏မှတ်ပုံတင်ကဲဖြစ်သည် ထိုကက်ကသူမ၏အမိယာရုနှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် သူမ၏တာဝန်တို့ကို ရှင်းရှင်းလင်းလင်းပြသနေသည်ထိုရဲအရာရှိများတုံ့နှုတ်သွားကြသည်ပထမဆုံးအကြိမ်ဖြစ်သူတို့၏စိတ်ကြီးဝင်နေသောမျက်နှာများပျောက်ွယ်သွားသည်သူတို့၏အပြုံးများသည်ကြောက်ရွံ့မှုနှင့်မယုံကြည်နိုင်မှုတို့ဖြင့်ပြောင်းလဲသွားသည်လေထုထဲတွင်ရုတ်တရက်အေးဆက်သောတင်းမာမှုများဖုံးလွှမ်းသွားသည်သူတို့၏မျက်လုံးများအာဒီဖြင်းချင်းစွာပြောင်းလဲလာသည် အသားစားတော်ဝါများ၏မျက်လုံးများမဟုတ်တော့ပဲတစုံတဦး၏ကြောက်ရွံ့မှုရှေ့ရွံ့မှုနှင့်ဒေါသတို့ဖြင့်ပြင်းထန်နေသောမျက်လုံးများဖြစ်လာသည် အမရဲမန်းတည်တယ်ဒါပေမဲ့အမရဲ့ယာရုကဒီမှာအသုံးမဝင်ဘူးသူ၏မျက်လုံးများကကျင်းမြောင်းသွားပြီးမဲ့ပြုံးကသူ၏မျက်နှာပေါ်တွင်ဆက်လက်တည်ရှိနေသည် အမကတယောက်တည်းကျွန်တော်တို့က၃ယောက်ခု သူကဆက်ပြောသည်ဒါကြောင့်ကျွန်တော်အကြံပေးမယ်အဲ့ဒီကက်ကိုပြန်သိမ်းပတ်စံပေးပြီးနောင်တမရခင်သွားတော့ မာလာသည်မလှူရှားခဲ့ပေသို့သော သူမ၏အတွင်းထဲတွင်တစုံတရာစတင်စုပွက်လာသည့်ချင်းချောက်မှုဒါဟာတကယ့်ကိုကြီးမားတဲ့အမားတစ်ခုပဲမာလာသည်ရှေလျားစွာတက်ပြင်းချလိုက်ပြီးသူမ၏မျက်လုံးများသည်သူတို့အပေါ်တွင်ဆက်လက်တည်ရှိနေသည့်ထိုနောက်အရာအလုံးသည်လင်းမြန်စွာ ဖြစ်ပြတ်သွားသည်မြည်သည့်အချက်ပြမှုမှမရှိဘဲခန္ဓာကိုယ်ထွားကျင်းသောရဲရာရှိသည့်မာလာကိုဖျဲခနဲဆွဲလိုက်သည့်မာလာ၏လက်သည့် ရဲရာရှိ၎င်းဝတ်ကိုမြဲမြံစွာ ဆုပ်ကင်ပြီးအတင်းကျက်နောက်ပြန်လှည့်လိုက်သည်။လီမြန်သောလှုပ်ရှားမှုတစ်ခုအတွင်းမှပင်ရဲရာရှိသည်စပွဲပေါ်သို့ပြစ်ချခံလိုက်ရသည်။သူသည် နာကျင်စွာအော်ဟစ်လိုက်ပြီး သူ၏မျက်နာသည်ယခုအခါအကွဲနေသောတစ်သားပေါ်တွင် နာကျင်နေသည်။ကျွတ်ကျွတ်တိုးတော့သူတို့ပြန်နိုင်ခြင်းမရှိမီမာလာကသူမ၏တတောင်စစ်ဖြင့်သူ၏နောက်ကြောကိုထိုးလိုက်သည်။ရဲရာရှိသည် နာကျင်စွာအော် ခင်းလိုက်သည်သူ၏ခန္ဓာကိုယ်ကတုံရင်သွားပြီး သူ၏မျက်နှာသည်ယုံကြည်မှုရှိရာမှ တုံလုံးမှုနှင့်ဒေါသသို့ပြောင်းလဲသွားသည်အခြားရဲအရာရှိနှစ်ဦးသည်နောက်သို့တလန်းချင်းဆုတ်သွားကြသည်တစ်စက္ကန့်ဤအစိတ်အပိုင်းတစ်ခုအတွင်းမှာပင် သူတို့မဝွင့်မရေဖြစ်သွားကြသည်သို့တော်ထို့နောက်သူတို့ထဲမှတဦးက သူဤလက်ကိုမြှောက်လိုက်ပြီးသူဤခါဘက်တွင်ချိတ်ထားသောရဲတုပ်ကိုဆွဲယူလိုက်သည် ကြီးမားသောအမားတစ်ခုဖြစ်သည်ရဲတုပ်ကိုဝှေ့ရမ်းရန်အခွင့်မသာမီမာလာသည်သူဤလက်ကောက်ဝတ်ကိုအာပြင်းစွာဆုပ်ကင်ပြီးလေထဲတွင်တားဆီးထားလိုက်သည်လျင်မြန်သောလှူရှားမှုတစ်ခုဖြင့်မာလာဤဒူးသည် ထိုရဲရာရှိ၏ဝမ်းပိုက်ကိုထိမှန်သွားသည် ထိုရဲရာရှိသည် ကိုယ်ပိုင်းညွတ်သွားပြီးသူဤလက်များမှရဲတုပ်လွတ်ကျသွားသည် နောက်ထပ်လင်းမြန်သောလှုပ်ရှားမှုတစ်ခုဖြစ်မာလာသည် သူ၏နားထင်ကိုတထောင်စစ်ဖြင့်ရိုက်လိုက်သည်သူသည် နောက်သို့လွင့်ဆင်သွားပြီးသူ၏ခန္ဓာကိုယ်ကမြေပြင်ပေါ်သို့ပြင်းထန်စွာလဲကျသွားသည် နောက်ဆုံးတဦးသာကြံတော့သည် နောက်ဆုံးရဲအရာရှိကအကူညီရှာရန်တဲတဲမှပြေးထွက်ရန်ကြိုးစားသည်သို့တော်သူမလွမြောက်မီမာလာသည် သူ၏နောက်တွင်ရောက်နေပြီဖြစ်သည် သူမသည် သူ၏ယူနီဖောင်းကိုအပြင်းစွာဆုပ်ကိုင်လိုက်သည် သူမ၏အဆွဲအားကပြင်းထန်ပြီးညံဆန်သောလှုပ်ရှားမှုတစ်ခုအတွင်းမှပင်ရဲအရာရှိသည်နောက်ပြန်လှန်ကျသွားပြီးတဲ၏နေရန်ကိုရိုက်မိသည် ာလာကချင်းကက်လာသည်သူမ၏မျက်နာသည်အေးဆက်ပြီးအာနာအပြည့်ဖြင့်ပြောင်းလဲသွားသည်သူမသည်မြေပြင်ပေါ်တွင်မောပန်းစွာထိုင်နေသောရဲရာရှိကိုကြည့်လိုက်သည်ငါမင်းလူကိုအခွင့်ရေးပေးခဲ့တယ်ဟုသူမကတိုးတော်လဲချင်းချောက်မှုအပြည့်ဖြင့်ပြောလိုက်သည်ဒါပေမဲ့မင်းတို့ကမှားရွေးတဲ့နီလန်းကိုရွေးခဲ့တယ်ရဲရရှိသုံးဦးစလုံးမြေပြင်ပေါ်တွင်နာကျင်စွာလဲကြနေသည် သူတို့ထင်ကြိုးစားသည်အကြောင်းပြချက်ရှာရင်ကြိုးစားသည်တို့တော့မာလာသည်နောက်ထပ်ဘာလို့ရမည်ကို သိနေပြီဖြစ်သည် သူမသည် သူတို့ကိုတနာညာတာမှုမရှိဘဲကြည်လိုက်သည်လင်မြန်သောလှုပ်ရှားမှုတစ်ခုဖြင့်သူမသည် သူမ၏အိတ်ကပ်ထဲမှ ဖုန်းကိုထုတ်လိုက်သည်ဖုန်းမျက်နှာပြင်က လင်းလာပြီးရဲချုပ်၏နံပါတ်ကိုခေါ်ဆိုလိုက်သည် ရဲကျုပ်မင်္ဂလာပါကျမမာလာပါအကူညီလိုပါတယ်ခုသူမကစတင်ပြောသည် သူမ၏အတန်သည်တည်ငြိမ်ပြီးပြက်သားသည်ဒီမှာအရာရှိသုံးဦးကိုဖမ်းဆီးဖို့လိုပါတယ်သူတို့ကဒီလမ်းပေါ်မှာသူတို့ကိုသူတို့အခွင့်အာဏာရှိတယ်လို့ထင်ခဲ့ကြပေမဲ့တရားဥပဒေရှိမှာတော့သူတို့ကရှုံးနိမ့်သူတွေပါယခုအခါရှုပ်ပွားနေသောတဲတဲတွင်အချင်းပြက်ရဲရာရှိသုံးဦးသည်မြေပြင်ပေါ်တွင် နာကျင်စွာလဲကျနေသည့် ပိုရွေဆိုးသည်မှာသူတို့သည်မာလာပြောသောစကားကိုကြားလိုက်ရခြင်းပင်သူတို့၏မျက်နှာများကပြာနှံ့နေပြီးချွေးများကသူတို့၏မဖူးပေါ်မှစီးကျနေသည်ကြောက်ရွံ့မှုနှင့်ဒေါသတို့ကသူတို့၏မျက်လုံးများကိုဖုံးလွှမ်းသွားသည်သူတို့၏စိတ်ကြီးဝင်မှုအလုံးသည်ယခုအခါကုန်ဆုံးသွားပြီဖြစ်သည်မင်းတို့ဘာထင်နေလဲဟုမာလာ၏အတန်ကတိုး၍ခတ်တိုးတိုးထွက်လာသည်ဒီလမ်းပေါ်မှာအခွင့်အာဏာရှိတဲ့သူကမင်းတို့လားဒါမှမဟုတ်မင်းတို့ အညစ်နေတဲ့ပြည်သူလူထုလားမြည်သည့်အဖြေမှမရှိ မောပန်းစွာအသက်ရှူသံများနှင့် တုံရင်နေသောခေါင်းများသာရှိသည်ရဲရာရှိများသည်ညှိတွားနေတော်လဲတုံ့ပြန်ရင်မရေရဲကြပေမာလာသည် ကိုကိုကိုင်းလိုက်ပြီးသူ၏မျက်နှာနာသို့ကပ်လိုက်သည် သူမ၏အကြီးကဆူးရှပြီးသူမ၏အတန်ကအေးဆက်သည်မင်းတို့ငွေညှိခဲ့တဲ့လူပဲနှစ်ယောက်ရှိပြီလေညီသည့်အဖြေမှမရှိ မာလာကသူမ၏ခေါင်းကိုရမ်းလိုက်ပြီးသူ၏နရွက်နာသို့ကိုရွေးကပ်လိုက်သည် ဘနှစ်ယောက်လဲရဲရရှိက တုံရင်စွာဖြင့် စားစည်းရေးအတွက်ပါ ဟုပြောလိုက်သည်မာလာသည်ခဏတာတိတ်ဆိတ်သွားသည်ထို့နောက်ကြမ်းတမ်းသောလှုပ်ရှားမှုတစ်ခုဖြင့်ထိုရဲရရှိခန္ဓာကိုယ်ကိုမြေပြင်ပေါ်သို့ပြန်တွန်းချလိုက်သည် သူမသည် နောက်သို့ဆုတ်သွားပြီးမလှုပ်ရှား အားနိုင်တော်သောသူတို့ကိုကြည်လိုက်သည်မင်းတို့ကြိမ်ဆိုခဲ့တဲ့ကြိမ်ဆိုခြင်းဟုသူမကအတန်နှိမ့်ကြပြီးပို၍အနေရှိသောလေတံဖြင့်ပြောလိုက်သည်မင်းတို့ကိုယ်တိုင်တစ္ဆာဖောက်လိုက်ပြီးထိုရဲရာရှိများသည်ယခုအခါကြောက်ရွံ့နေခြင်းသာမကထိတ်လန့်နေကြသည်ဘာဖြစ်လာမည်ကိုသူတို့သိနေကြပြီတဲပြင်ဘက်တွင်ရဲကားအချို့ရောက်လာပြီးရက်တန့်လိုက်ကြသည် မာလာဘာမှလုပ်เสียရမလို့တော့ပေအဘဲเจ้าဆိုသောတရားမျှတမှုက သူကိုယ်တိုင်စကားပြောလာမိဖြစ်သည် သူမသည် သူတို့ကိုငုံကြည့်လိုက်သည် သူတို့အရာအားလုံးပြီးဆုံးသွားပြီဖြစ်ကြောင်းသိနေကြပြီမာလာသည်တိတ်ဆိတ်စွာရက်နေသည်သူမ၏မျက်လုံးများကစူးရှနေစေဖြစ်သည်လေကပို၍ပြင်းထန်စွာတိုက်ခတ်လာပြီအစောပိုင်းကမှောင်မှောင်မဲမဲဖြစ်နေသောကောင်းကင်သည် ဖြင်းညင်းစွာရှင်းလင်းလာသည်ထိုးရှုပ်ထွေးမှုများကြားတွင်တခုရဲသောအရာသာကြံတော့သည်တရားမျှတမှုထိုးချင်းပြက်ရဲရာရှိများသည် ထောင်ကျင်းတို့ရောက်၍ပဖမ်းခံရပြီးလက်ထိတ်ခတ်ခံလိုက်ရသဖြင့်ထွက်ပေါက်မရှိတော့ပေသို့သော သူတို့ထဲမှတဦးကသူ၏ကံကြမ္မာကိုဆက်လက်တိုက်ခိုက်ရန်ကြိုးစားနေသည့်ခန္ဓာကိုယ်ထွားကျင်းသောရဲရာရှိမာလာကို ပထမဆုံးအကြိမ်ဆွဲခဲ့သူသည် သူ၏ရှုံးနိမ့်မှုကိုလက်မခံပေသူ၏ညံ့နာသည်ညည်းနေပြီးသူ၏မျက်လုံးများသည်ဒေါသအပြည့်ဖြင့်ပြင်းထန်နေသည်ငါဒီလိုမရှုံးနိမ့်နိုင်ဘူးဟုသူကအော်ဟစ်လိုက်သည်လှုပ်ရှားမှုတစ်ခုဖြင့် သူသည်သူ၏ခန္ဓာကိုယ်ကိုယုံ간လိုက်ပြီးလက်ထိတ်ထဲမှလက်တက်ဖက်ကိုယုံထွက်လိုက်သည်ခုမှရောက်လာသောရဲရာရှိများသည်အံ့ဩသွားကြသည်အကြီးရဲရာရှိတဦးကသူ့ကိုဖမ်းထားဟုအော်လိုက်သည်သို့သောအာလုံးနောက်ကျသွားပြီးထိုခန္ဓာကိုယ်ထွားကျိုင်းသောရဲရာရှိသည်မာလာထံသို့ခုန်တက်လာပြီးအင်အားပြည့်ဖြင့် လက်တီးဖြင့်ထိုးလိုက်သည် ရုံမာတဲ့မိမတို့သောထိုးချိန်၌ပင်မာလာသည်အလွန်လင်းမြန်စွာလှုပ်ရှားလိုက်သည် သူမသည်ထိုးလက်တီးကိုပိုင်နိုင်စွာရှောင်းလိုက်ပြီးတစ်စက္ကန့်အတွင်းမှာပင်မာလာ၏ညာဘက်လက်တီးသည် ထိုးခန္ဓာကိုထွားကျင်းသောရဲရာရှိ၏ဝမ်းပိုက်ကိုပြင်းထန်စွာထိုးနှက်လိုက်သည် သူ၏မျက်နှာသည်ချက်ချင်းတင်းမာသွားပြီးသူ၏မျက်လုံးများက ပြူးကျယ်သွားသည်သူ၏အဆုတ်ထဲမှလေများချက်ချင်းပြောက်ွယ်သွားသည် ူသည်နောက်သို့တုံရင်စွာလှုပ်ရှားသွားပြီးကိုကိုထိမ့်ချုပ်ရန်တစုံတရာကိုစုပ်ကိုင်ရန်ကြိုးစားသည်သို့သောမာလာကလှဲ့လိုက်ပြီးပြီးပြည့်စုံသောလှုပ်ရှားမှုတစ်ခုအတွင်းမှပင် မာလာ၏တတောင်စစ်သည် ထိုလူ၏မေယိုးကို ထိမ့်လန်းစရာကောင်းလောက်အောင်တိကျစွာရိုက်နှက်လိုက်သည်အရာအလုံးသည်ဖြင်းချင်းစွာဖြစ်ပြက်နေတကယ်သို့ဖြစ်နေသည်ထိုခန္ဓာကိုယ်ထွားကြိုင်းသောရဲရာရှိ၏ခန္ဓာကိုယ်ကဘေးသို့လဲကျသွားပြီးနောက် အာမရှိစွာလဲကျသွားသည် သူ၏မျက်လုံးများကပွင့်နေတော်လဲဗလာနတိဖြစ်သည် ကိစိတ်သွားသည်ခူးမရောက်လာသောရဲရာရှိများသည်အံဩတုံလို့စွာမာလာကိုကြည်နေကြသည်အကြီးရန်ရာရှိတဦးက ရှေ့သို့လှမ်းလာပြီးသူ၏မျက်လုံးများကပြူးကျဲသွားသည် အမရေဟု သူက ခတ်တိုးတိုးရေရွတ်လိုက်သည် မာလာသည်တဲတဲမတ်မတ်ရက်နေစေဖြစ်သည်သူမ၏လက်များကဖြင်းညင်းစွာအောက်တို့ချလိုက်သည်သူမသည်ရှေလျားစွာတက်ပြင်းချလိုက်ပြီးသူမ၏ဒေါသကိုငြိမ်သက်စေရန်ကြိုးစားသည်ထိုအရာရှိက တိတ်ဆိတ်စွာဖြင့်သူမကိုကြည့်လိုက်သည်ထိုနောက်သူမ၏ယာရူးကိုပြသရန်ရည်ရွယ်ချက်ဖြင့်မာလာ၏ညာဘက်လက်မှသွေးစာနှင်းငင်ကိုမြင်လိုက်ရသည်ထိုအရာရှိကဖြင်းညင်းစွာမေးလိုက်သည်မပြောနှင့်နော်သူကတစ်ချက်မျိုးချလိုက်ပြီးအမလဝိတမဟောင်းလား မာလာသည်ဖြင်းချင်းစွာလှဲ့ကြည့်လိုက်ရာ သူမ၏အကြည့်ကစူးရှနေစေဖြစ်သည်မျက်နာသည်ဖြင့်သူမကပြန်ဖြေလိုက်သည်ကျမကအမျိုးသားချန်ပီယံဟောင်းပါတိတ်ဆိတ်သွားသည် စက္ကန့်အနည်းငယ်ကြာပြီးနောက်တတိရှိနေသေးသောရဲရာရှိများထဲမှတဦးကညီးတွားလိုက်သည် ကျွတ်ကျွတ်ငါတို့မှားသွားပြီဟု သူကပြောလိုက်သည်ထိုကြီးတဲ့ရာရှိသည် ရုတ်တရက်ကောင်းကိုစက္ကနဲလှုပ်လိုက်သည်မာလာသည်စစ်မှန်သောရဲရာရှိတဦးသာမက အကြီးရဲရာရှိတဦးလည်းဖြစ်သည်။သူမသည်လေးစားခံရသူကြောက်ရွံ့ခံရသူတဦးဖြစ်သည်။ခန္ဓာကိုယ်ထွားကြိုင်းသောရဲရာရှိဤခန္ဓာကိုယ်သည်မြေပြင်ပေါ်တွင်မိမျောလျက်လဲကျနေစေဖြစ်သည်။စက္ကန့်ပိုင်းအတွင်းမှာပင် သူရှုံးနှင်းခဲ့သည်။သူပတ်ဝန်းကျင်ရှိ အခြားရဲရာရှိနှစ်ဦးသည်တိတ်ဆိတ်နေစေဖြစ်သည်မလှူရှားရဲကြပေသူတို့ဤမျက်နာများတွင်တုံ့လုံးမှုအပြည့်ဖြင့်သူတို့ဤဇလန်းတွင်မဖြစ်တဲ့သော အရာတစ်ခုကိုသူတို့မြင်တွေ့ခဲ့ရပြီဖြစ်သည် မာလာသည်တဲတဲမမရက်နေစေဖြစ်သည်သူမ၏အကြည့်ကစူးရှနေစေဖြစ်တော်လဲယခုတစ်ချိန်တွင်မူတစုံတရာပြောင်းလဲသွားပြီဖြစ်သည်ဒေါသမရှိတော့မီးမရှိတော့သည်ငြိမ်သောအရှိန်ဟုန်တစ်ခုသာကြံတော့သည်ထိုအကြည့်ရန်ရာရှိသည်ဖြင်းညင်းစွာရှေ့သို့လှမ်းလာသည်အမမာလာအမဘာအတွက်တာဝန်ယူနေတာလဲရဲတပ်ဖွဲ့ဤတစိမ့်သည်သူ၏ယူနီဖောင်းပေါ်တွင်ထင်ရှားစွာမြင်ရသည်ထိုအကြည့်ရန်ရာရှိက သူမကိုကြည့်လိုက်သည်ပြီးတော့အမကမန္တလေးတိုင်းရဲတပ်ဖွဲ့ရဲ့အထူးမှုခင်းစုံစမ်းရေးအဖွဲ့ရဲ့အကြီးအကဲပါဟု သူပြောလိုက်သည်ပတ်ဝန်းကျင်ရှိလူတိုင်းတိတ်ဆိတ်သွားသည်မြေပြင်ပေါ်တွင်လဲကျနေသောရဲရာရှိများသည်ယခုအခါရဲတပ်ဖွဲ့မှအကြီးအကဲရာရှိတဦးကိုသူတို့ရင်ဆိုင်နေရပြီဖြစ်ကြောင်းသိသွားကြသည် ထိုအကြီးအကဲရာရှိကသူ၏ခေါင်းကိုရမ်းလိုက်သည်မာလာသည်ဖြင်းချင်းစွာတက်ပြင်းချလိုက်သည် သူမ၏အကြီးကမပြောင်းလဲပေ ျမကလဝိသမားတူရဲမဟုတ်ပါဘူး။ကျမကဒီမှာအချင်းပြည့်ရဲရာရှိတွေကို ဖန်စီရေးစစ်စင်ရေးကိုတာဝန်ယူရတဲ့သူပါ။ယခုအခါအာနာရှိသည်ဟုထင်မှတ်ခဲ့ကြသောရဲရာရှိများသည် သူတို့၏လောင်အိမ်ထဲတွင် ရှိနေကြပြီဖြစ်သည်။စကန့်အနည်းငယ်အတွင်းမှာပင်အချင်းပြည့်ရဲရာရှိသုံးဦးကို ကင်းလေကားတဲ့သို့ခေါ်ဆောင်သွားသည် သူတို့ထဲမှတဦးမာလာဤဆံပင်ကိုဆွဲခဲ့သောရဲရာရှိက စကားပြောရန်ကြိုးစားသည်ကျွန်တော် ျွန်တော်မသိပါဘူးသို့တော်သူဤစကားမဆုံးမီအကြီးရဲ့ယာရှိက သူဤစကားကို တားဆီးလိုက်ပြီးသူတို့ကို ထိမ့်သိမ်းရေးကားတဲ့သို့ထဲ့လိုက်သည်ထိုကြီးရဲ့ယာရှိကတက်ပြင်းချလိုက်ပြီးသူဤမျက်လုံးများကမယုံကြည်နိုင်သေးပေကျမတို့အမကိုယုံကြည်ပြီးမှန်ကန်စွာလှုပ်ဆောင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်မာလာကနှကမ်းပါလေးကိုလှစ်ခတ်နေပြုံးလိုက်သည် ါကကျမရဲ့တာဝန်ပါဟု သူမကတိုးတိုးလေးပြောလိုက်သည်ထို့နောက်သူမသည်နောက်လှည့်ပြီးထွက်ခွာသွားသည်အပြင်ဘက်ကောင်းကင်သည် ရှင်းလင်းနေပြီးလမ်းမများကဆက်လက်စီကားနေသည်သို့သောယခုအခါထိုနေရာတွင် တစုံတရာကွဲပြားနေသည်အဂတိလိုက်စားမှုနှင့်မတရားမှုများဖြင့် ပြည့်နေနေခဲ့သောလမ်းများပေါ်တွင်ယခုအခါရှင်းလင်းသောတည်င်းစကားတစ်ခုရှိနေသည်မြည်သူမှဥပဒေအထက်တွင်မရှိမြည်သူမှတရားမျှတမှုကိုလှည့်စား၍မရနိုင်မြည်သူမဆိုထို့သို့စ조사ဝန်ပါကမာလာကဲ့သို့သောသူများနှင့်ရင်ဆိုင်ရမည်ဖြစ်သည်ဖို့ပြည့်ရဖြစ်ပွားပြီးနိုင်နေငယ်အကြတွင်တိုင်းရဲတပ်ဖွဲ့ရုံးခန်းထဲ၌အချင်းပြက်ရဲရာရှိသုံးဦးသည်ခုံနှန်းရှေပေါ်တွင်ထိုင်နေကြပြီးသူတို့၏လက်များကိုလက်ထိတ်ခတ်ထားသည် သူတို့ဤမျက်နာများကဖြူဖြော့နေသည်သူတို့ဆက်လက်စကားမပြောတော့ပေသူတို့အတွက်တစုံတရာပြီးဆုံးသွားပြီဖြစ်ကြောင်းသူတို့သိနေကြပြီထိုကြီးတဲ့ရာရှိကသူတို့ရှေ့တွင်မတည့်ရက်နေသည် သူကအစီရင်ခံစာများပါသောဖိုင်တစ်ခုကိုဖြန့်လိုက်သည် သူဤဆူးရှသော မျက်လုံးများက စာရွက်ပေါ်တွင် ရေးထားသောအမိများကို လိုက်ဖက်နေသည်ထို့နောက်သူကခေါင်းမောလိုက်ပြီးသူတို့ကိုတဦးပြီးတဦးစိုက်ကြည့်လိုက်သည် မင်းတို့ဒီကိုပါလို့ရောက်လာလဲဆိုတာသိလားဟုတ် သူကအေးဆက်တော်လေးတန်ဖြစ်မေးလိုက်သည်မြစ်ဒီအဖြေမှမရှိမောပန်းစွာအသက်ရှူတန်များနှင့်ငုံထားသောကောင်းများသာရှိသည်ဝိညာဉ်မှုဟုသူကဆက်ပြောသည် အာနာအလွဲသုံးစားမှုပြီးတော့ပူဆိုးရာကထိုကြီးရဲ့ယာရှိက ရှေလျားစွာတက်ပြင်းချလိုက်သည်မင်းတို့အားလုံးရဲတပ်ဖွဲ့ကနေတရဝင်းထုတ်ပယ်ခံရတော့မယ်သူတို့ထဲမှတအူးကခေါင်းမောလိုက်ပြီးသူ၏မျက်လုံးများက ပြူးကျဲသွားသည်အာသို့တော်သူစကားမပြောမီထိုအရာရှိကဆက်ပြောလိုက်သည် သူ၏အတန်ကပြက်သားနေစေဖြစ်သည်မင်းတို့အားလုံးအယက်သားတဦးအနေနဲ့တရားဥပဒေလုပ်ငန်းစဉ်တွေကိုရင်ဆိုင်ရမှာဖြစ်ပြီးမင်းတို့ရဲ့ဘယ်အကြောင်းပြချက်မှဒီဆုံးဖြတ်ချက်ကိုပြောင်းလဲနိုင်မှာမဟုတ်ဘူးတကားဝရင်မာလာသည်ရက်နေသည် သူမ၏မျက်နာကတည်ငြိမ်ပြီး သူမ၏မျက်လုံးများကစူးရှနေသည် သူမ၏ခြေလမ်းများကမဝုတ်မယဲမရှိပေသူမသည် ဇပွဲစီတို့ချင်းကပ်လာပြီးထိုကြီးရဲ့ရာရှိပေးတွင် ရက်လိုက်သည်ထိုနောက်ငင်းဆန်၍မရနိုင်သောလေတန်ဖြင့်သူမကပြောလိုက်သည် ထိုလမ်းပေါ်မှာမင်းတို့ကမြေတုကိုမဆိုးအကျိုးဆက်မရှိပဲဖော်ထုတ်ခံရမှာကို မကြောက်ပဲငွေညစ်နိုင်တယ်လို့ထင်ခဲ့ကြတယ်မာလာသည်သူတို့ကိုကြည့်လိုက်ပြီးထိုခန်း၏တိတ်ဆိတ်မှုထဲတွင် သူမ၏နောက်ဆုံးစကားကိုပြောလိုက်သည်မင်းတို့ကဥပဒေကိုမင်းတို့နဲ့ကစားလို့မရဘူးဆိုတာခုမှသိသွားတာပဲ ်ရထိတ်ချိတ်တန်ပိုး၍ကျလာသည်ခြေလမ်းများနောက်သို့ဆုတ်တန်တိတ်ဆိတ်သွားသည်ထို့နောက်အကြီးတဲ့ရာရှိက တကားဝရှိအရာရှိများကိုခေါင်းကြီးပြလိုက်သည် သူတို့ကိုခေါ်သွားအချင်းပြည့်ရဲရာရှိများကိုအခန်းထဲမှ ခေါ်ထုတ်သွားသည် သူတို့ပြန်မတိုက်ခိုက်တော့ပေကန့်ကွက်တန်မရှိတော့ ခုခံမှုမရှိတော့ယနေ့သူတို့အရာအားလုံးကိုဆုံးရှုံးသွားပြီဖြစ်ကြောင်းတေချာသောအခြေအနေတစ်ခုသာရှိသည်မာလာသည် ဖြင်းညင်းစွာတက်ပြင်းချလိုက်သည် သူမသည်သူမဘေးရှိ အကြီးရန်ရာရှိကိုကြည်လိုက်သည် ထိုရာရှိက သူမကိုကြည်လိုက်ဤဖြင်းညင်းစွာကောင်းကြီးလိုက်သည်ဂျေဇုတင်ပါれမာလာမာလာကခပ်ပပပြုံးလိုက်သည်ဒါကကျမရဲ့တာဝန်ပါဟု သူမကတိုးတိုးလေးပြောလိုက်သည်ထို့နောက်သူမသည်နောက်လှည့်ပြီးထွက်ခွာသွားသည် အပြင်ဘက်ကောင်းကင်သည်ရှင်းလင်းနေပြီးလမ်းမများကဆက်လက်စီကားနေသည်သို့သောယခုအခါထိုနေရာတွင်တစုံတရာကွဲပြားနေသည်အာဂရိလိုက်စားမှုနှင့်မတရားမှုများဖြင့်ပြင်းနေနေခဲ့သောလမ်းများပေါ်တွင်ယခုအခါရှင်းလင်းသောသတင်းစကားတစ်ခုရှိနေသည်မြည်သူမှဥပဒေအထက်တွင်မရှိမြည်သူမှတရားမျှတမှုကိုလှည့်စား၍မရနိုင်မြည်သူမဆိုထို့သို့စ조사ဝန်ပါကမာလာကဲ့သို့သောသူများနှင့်ရင်ဆိုင်ရမည်ဖြစ်သည်